စာချစ်သူများအားလုံးမင်္ဂလာရှိသောညချမ်းလေးပိုင်ဆိုင်ပါသေးရှင်။ချင်းမြူရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးမှာဆိုလို့ရှိရင်ဒုတိုက်ရတာစာပေကောင်းများကိုအမြဲမပြတ်တိဆက်ပေးနေမှာမို့ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဘီနာကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့လို့ရပါလိမ့်ရှင်။ဒီနေ့မှာစာချစ်သူများအတွက်ဖတ်ပြပေးသွားမယ့်အစာအုပ်လေးကတော့ဆရာမပုံရခင်ရေးသားထားတဲ့ပန်းတွေပင်ဖို့စောင်းရခြင်းဆိုတဲ့အစာအုပ်လေးဖြစ်ပါတယ်။ ီစောက်လေးရဲ့ပထမအဦးဆုံးမိတ်ဆက်ကို ပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီဝိတုလေးဟာ ကချင်ပြည်နယ်မြကျင်းနာဖာကန်ဘူတာအိုရေခဲတောင်ဝင်းကျင်ဒေသများနဲ့မြန်မာပြည်မြောက်ဖျားဆုံးဒီဘက်ရကလေးမှာနေထိုင်ကြသူတို့ရဲ့ဘဝရှင်သန်ရည်တည်မှုအတန်မူဝန်ကြောင်းများဒလီထုံးဆိုင်နဲ့ရင်ကျေးမှုများတဘာဝပတ်ဝန်းကျင်အလားပါများနဲ့အတူမူရစီကွာဆဲလမ်းမှုပြဿနာတို့ရဲ့အရင်းအမြစ် စစ်ပွဲတို့ရဲ့အရေးအယောင်ငင်းချမ်းရဲ့အငွေတက်တို့ကိုအခြေပြုပြီးတော့ချစ်ချင်းမြတ်တာနဲ့ဘဝတည်ဆောက်မှုရအောင်ကြိုးစားအထောက်ခဲ့ရပုံများကိုရှင်နေခေကာလာနိုင်ငံရဲ့အခြေအနေမှန်များနဲ့ရောရှက်ရေးဖွဲထားတဲ့ဝိထုကောင်းလေးတအုပ်ပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ရဲ့လာပါတွေဝေဆာနေတဲ့စာအုပ်လေးတအုပ်ပဲဖြစ်ပါတယ်။ ခခါဘူရာစီကစားလို့ဒေါတောင်တွေရဲ့အလားတရာရှားပါးတစ်ခွလေးတွေတောင်မော်ဒေသမှာရှိတဲ့လူမျိုးတွေချစ်စရာစကားပြောဟန်တွေအလေးထားတွေအပြင်မနှောဝဲရဲ့ကြီးကျယ်ခမ်းနားမှုတွေနဲ့စာစီထားပါတယ်။ဒါ့ပေမဲ့အကောင်းတဲ့အစိုးကအမြဲတွန်းတွဲနေတဲ့ဆိုတဲ့အတိုင်းအရန်လာပါတဲ့ကချင်တို့ဌာနီလေးကိုမူရစ်စေဝါးတွေစစ်ပွဲတွေနဲ့မိမိတို့မိသားစုဘဝအတွက်ရုန်းကန်ကြရင် အသက်ပေးကြရတဲ့ကြောက်တွေ ပယင်းတွေကလုတ်သားတွေရဲ့အကြောင်းမှလည်းရှင်နေပွဲပါပဲ။ထို့အကြောင်းတွေသာမကမွေးရဆွေးဆွေးနေသူမိသားစုတွေရဲ့ခံစားချက်တွေအ धिक ဇက်ကောင်ရဲ့နေကြည်မိကြည်ခံစားချက်တွေကြောင့်ညည်ရကြခဲ့ရတဲ့ဆောင်းလေးတအုပ်ဆိုရင်လည်းမမှားပါဘူး။အချစ်ဆိုတာအရှိုင်းစိတ်တစ်မျိုးပဲထင်ပါရဲ့စီတာ။စင်မြေဥရိကန့်သက်ချက်တွေမရှိတဲ့အရှိုင်းဆိုင်တွေဘလို့ပဲဘဲချေဘယ်နေရာ ဘလို့အခြေအနေမျိုးမှာပါဆိုဘလို့လူမျိုးပါမဆိုချစ်တဲ့စိတ်ဟာ အကန့်အသတ်အတားအဆီးမရှိဖြစ်နိုင်တယ်။အယိုင်းစိတ်ကိုအတိစိတ်နဲ့ထိန်းကွက်လိုက်မှသာအချစ်ဆိုတာဂုံသိက္ခာရှိပြီးမုံမြတ်တန်းစင်တဲ့အရာ ဖြစ်လာရတာ။ဟာအခုတော့စိတ်တီတီငြိမ်ငြိမ်နဲ့အရာရာကိုကွဲကွဲပြားပြားတည်လာရတဲ့စီတာ။ဘေဟာကအကိုရရှာတာ။ဘေဟာကတာယာတာ။ဘေဟာက အချစ်ဖြစ်နိုင်တာ။ ဘယ်ဟာကအချင်းမဖြစ်နိုင်လားဘယ်ဟာကချစ်တာမချစ်တာဒါတွေကိုငါနားရခဲ့ပြီမိမတွေဟာချစ်တာနဲ့မချစ်တာမိမတွေဟာချစ်တာနဲ့မချစ်တာကိုကွက်ကွက်ပြပြသိဖို့လိုသလိုအချစ်ကို ဖော်ပြဖို့တင်မတင်လဲဆုံးဖြတ်နိုင်မှုလိုတယ်ပြီးတော့ငါကလေယောက်ျားတစ်ယောက်ကိုငါဆက်ပြီးရှင်သန်ရက်တည်နိုင်မှုမိတွေရဖြစ်နေလဲမြည်ရချဲ့ခြင်းမူလက်တော်စိတ်လှုပ်ရှားမှုကို ချက်ချင်းအချစ်လို့အတီးပြူတတ်တဲ့ယူယူမိုင်းမိုင်းမိမမျိုးလည်းမဖြစ်ချင်ဘူးဆရာမပုံရခင်ရဲ့ပန်းတွေပွေးမှုဆောင်ရခြင်းတကယ်ပျော်ရွှင်မှုကိုလိုချင်ရင် ရေခဲတောင်တွေစီမှလည်းမရှာပါနဲ့အပြင်တနေရာရမှာလည်းမရှာပါနဲ့ရာစီအပြင်ကနေရှာလို့ရတဲ့ပျော်ရွှင်မှုဆိုတာခဏတစ်ဖြုတ်ပါပဲတကယ်ပျော်ရွှင်မှုက ခမည်းရဲ့ကိုယ်ထဲမှာပါရှိတာပါ ကျွန်တော်ကတော့တခုခုကိုမမိခိုးပဲပျော်ရွှင်တတ်အောင်ကြိုးစားတယ်။ခမရလည်းတခုခုကိုမမိခိုးပဲပျော်ရွှင်တတ်အောင်ကြိုးစားပါ။နောက်တစ်ခါပျော်ရွှင်မှုရှာဖို့အတွက်တော့ရေခဲတောင်တွေစီမလာပါနဲ့တော့ရာစီ။